တလင်ထိုင်းရဲ့ပြည်သက်များအားလုံးကျမ်းမာမှုကြပါစေရှင်။ဒီနေ့ခေတ်ကြီးကမှကျမတို့လူသားတိုင်းဟာဆိုရင်အနည်းနဲ့အများအကြောင်းမျိုးမျိုးကြောင့်စိတ်ပိစင်မှုကိုနေ့စဉ်ခံစားရလေးရှိပါတယ်။တကယ်လို့ကိုယ့်ရဲ့စိတ်ပိစင်မှုကတော်တော်လေးပြင်းထန်လာပြီဆိုရင်တော့စိတ်ရောကိုယ်ပါကျန်းမာရေးထိခိုက်လာလေးရှိပါတယ်။ဒီတစ်ပတ်တလင်ကျမ်းမာအစီအစဉ်မှာတော့စိတ်ပိစင်မှုကိုခံစားနေရသူတွေအတွက်စိတ်ပိစင်မှုကိုရှင်းချပေးစင်နိုင်မယ့်ညီလန်းတွေကိုမျှဝေပေးသွားခြင်းပါတယ်။ကျမယုံကြည်ပါပါရှင်။ စည်းမှုကိုဘယ်လိုလျှော့ချရမလဲဆိုတာမပြောပြခင်မှာအရင်ဆုံးစိတ်ဖိစီးမှုဆိုတာဘာလဲဆိုတာကိုသိထားရမှာဖြစ်ပါတယ်။စိတ်ဖိစီးမှုတနည်းအားဖြင့် stress ဆိုတာဟာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်ကိုစိတ်ဖိစီးတယ်လို့ခံယူထားတဲ့ကိစ္စတစ်ခုဖြစ်လာရင်အုံနောက်ကနေတဆင့်ခန္ဓာကိုယ်ကိုသတင်းတစ်ခုပို့လွှတ်လိုက်ပါတယ်။အဲ့ဒီကနေလူခန္ဓာကိုယ်ထဲမှာနှလုံးခုန်နှုန်းတွေမြင့်တက်လာတာ၊သွေးဖိအားတွေများလာတာ၊အစာအိမ်ရဲ့စွမ်းဆောင်ရည်တွေလျော့ကျလာတာ၊အသားရည်ရင်းထော်ကျန်တဲ့လာတာ၊ကြော်သားတွေကိုက်ခဲလာတာ ခေါင်းမူခေါင်းကြိုက်တာတွေနဲ့တခြားအန္တရာယ်တွေလည်းဖြစ်ပေါ်လာစေနိုင်ပါတယ်။ဖီစီမှု stress ဟာဆိုရင်ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတချို့တွေမှာလိုအပ်တဲ့ဟော်မုန်းတစ်မျိုးဖြစ်ပြီးတော့နည်းလွန်းရင်လည်းမကောင်း၊ညာလွန်းရင်လည်းဆိုးကျိုးဖြစ်စေတတ်တဲ့ဟော်မုန်းတစ်မျိုးပဲဖြစ်ပါတယ်။ဖီစီမှုကိုခြားခြားစိန်နိုင်တဲ့ညီလမ်းမောင်းများစွာရှိပါတယ်။အဲ့ဒီထဲကမှခန္ဓာကိုယ်ဖွဲ့စည်းပုံအရ stress ရဲ့ hormone တွေဖြစ်တဲ့ cortisol နဲ့ adrenaline တို့ကိုရောစားစေနိုင်တဲ့ရည်ရွယ်တွေကိုအသုံးပြုပေးခြင်းအားဆိုရင်ကိုယ့်ရဲ့စိတ်ဖြစ်စည်းမှုကိုလျှော့ချရတဲ့နေရာမှာအများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဖီဇီမို stress hormone တွေကိုတိုက်ထုတ်ပေးနိုင်တဲ့ hormone များ serotonin, dopamine, endorphin, oxytocin အစရှိရဲ့ပျော်ရွှင်မှုကိုဖြစ်ပေါ်စေနိုင်တဲ့ hormone တွေဟာဆိုရင်ခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့ cortisol hormone တွေကို short ချပေးနိုင်တဲ့ hormone တွေပဲဖြစ်ပါတယ်။ serotonin serotonin ဟာဆိုရင်စိတ်ကိုလန်းစန်းနေအောင်ပြုလုပ်ပေးနိုင်ပြီးတော့သစ်ပင်ပန်းမင်တွေရှိတဲ့နေရာမျိုးတွေနေအောင်ကြီးကောင်းမွန်စွာရရှိတဲ့နေရာမျိုးတွေမှာနေထိုင်တာတရားထိုင်တာအားကစားလုပ်တာစတဲ့အရာတွေကနေရရှိနိုင်ပါတယ်။ dopamine ဒိုပမင်းကတော့စိတ်ကိုတက်ကြွသွားအောင်ပြုလုပ်ပေးနိုင်ပြီးတော့မိမိကြိုင်းနဲ့တတ်တဲ့ဂီတတချင်တွေနားထောင်တာတစုံတစ်ခုကိုပြီးမြအောင်လုပ်လိုက်တာနှစ်တတ်တဲ့အစားအစာတွေကိုစားရတာစားတဲ့အရာတွေကနေရရှိနိုင်ပါတယ်အန်ဒိုဖင်အန်ဒိုဖင်ကတော့နာကျင်မှုကိုပျောက်ကင်းစေနိုင်စွမ်းရှိပြီးတော့ဟာသဇလန်တွေကိုကြည်တာကခုန်တာရေမောတာကိုလဲလေ့ကျင့်ခန်းလုပ်တာ စားတဲ့အရာတွေကနေရရှိနိုင်ပါတယ်အောက်ဆီတိုဆင် အောက်ဆီတိုဆင်ကတော့မြစ်တာဓာတ်ကိုခန်းစားစေရမယ့်ဟော်မုန်းဖြစ်ပြီးတော့ကိုချစ်ခင်ရသူတွေနဲ့အချိန်ဖြုန်းတာစကားဝိုင်းခွဲ့ပြောဆိုတာအိမ်မွေးတိရစ္ဆာန်လေးတွေကိုမွေးတာစတဲ့အရာတွေကနေရရှိနိုင်ပါတယ်။ဖြည့်ဆည်းမှုကိုလျှော့ချရမှာအထောက်အကူဖြစ်စေနိုင်သောအစားအစာများ။အဟာရဓာတ်တရားဆိုရင်ခန္ဓာကိုယ်ရဲ့လှုပ်ဆောင်ချက်တွေကိုဓာတ်ရိုက်တော်လကောင်၊တွယ်ဝိုက်တော်လကောင်ပြုပြင်ပြောင်းလဲနိုင်စွာရှိကြပါတယ်။မိမိရဲ့ဖြည့်ဆည်းမှု stress ပမာဏဟာလည်းကိုယ့်ရဲ့တနေ့တာစားသောက်မှုပုံစံပေါ်မှာမူတည်နေပါတယ်။ ။ယခုတင်ဆက်ပေးမယ့်အစားအစာတွေကတော့ဖီစင်းမှုကိုလျှော့ချရမှာအထောက်အကူဖြစ်စေတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ချောကလက်အနက်ကိုကိုကနေထုတ်လုပ်ထားတဲ့ချောကလက်အနက်ဟာပျော်ရွှင်မှုကိုဖြစ်ပေါ်စေတဲ့အန်ဒိုဖင်ဟော်မုန်းတွေကိုထုတ်လုပ်ပြီးတော့စိတ်ပိစင်မှုကိုလျှော့ချပေးနိုင်ပါတယ်။ကျန်းမာစေသောအစီတွေထောပတ်တီတန်လွင်စီဥအမျိုးမျိုးအစစ်အစံတွေစတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီတွေအားဆိုရင်အန်ဒိုဖင်ဟော်မုန်းတွေကိုထုတ်လုပ်ပေးနိုင်ပါတယ်။ဗီတာမင် B10 ဆယ်မွန်ကဥအမျိုးမျိုး노 ကစွန်ဥအနီရောင်ရှိတဲ့အသားတွေကနေရရှိတဲ့ဗိုက်တာမင် B ဆက်ဟာဆိုရင်ဆယ်ရီတိုနင်ကိုထုတ်လုပ်ရမှာအထောက်အကူပြုပေးပြီးတော့စိတ်ပြေရှင်မှုကိုလျှော့ချနိုင်ရမှာအထောက်အကူပြုနိုင်ပါတယ်။အစိမ်းအောင်ရှိတဲ့အရွက်တွေအစိမ်းအောင်ရှိတဲ့အရွက်တွေဟာဆိုရင်လေလူရဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့အာဟာရဓာတ်တွေကိုပေးနိုင်ပြီးတော့ပျော်ရွှင်ကျန်းမာစေတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရရှိစေနိုင်ပါတယ်။စိတ်ပြေရှင်မှုကိုတိုးစေသောရှောင်ရံအချက်များစိတ်ပိစီမှုကိုရှော့ချစေနိုင်တဲ့နည်းလမ်းတွေအပြင်စိတ်ပိစီမှုကိုတိုးစေတဲ့အချက်တွေကိုလည်းသတိထားဖို့လိုအပ်ပါတယ်။ အရင်မလုံလောက်တာကဖိန်းတက်လွလွန်ကဲကဲတောက်တုံးတာအာဟာရဓာတ်မြင့်မြတ်တတမရှိတာတွေဟာလဲဆိုရင် စိတ်ဝိစီမှုကိုဓာတ်ရိုက်တော်လကောင်တွယ်ဝိုက်အားဖြင့်တော်လကောင်အခြေအနေကိုပိုဆိုးစေပါတယ်အခုတင်ဆက်ပေးလိုက်တဲ့စိတ်ပိစီမှုကိုရှော့ချစေနိုင်တဲ့ဆောင်းရဲရှောင်းရဲအချက်တွေကိုအသုံးချပြီးတော့ကိုယ့်ရဲ့နေ့စဉ်နေထိုင်စားသောက်မှုပုံစံကိုပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင်တော့ဒီစိတ်ပိစီမှုနည်းပါးပြီးတော့ပျော်ရွှင်ွယ်ဘဝကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ် အခုတန်လင်းကျမ်းမအစီအစဉ်မှာတင်ဆက်ပေးလိုက်တဲ့အချက်လက်တွေဟာဆိုရင်သိပ္ပံပညာရှင်တွေနဲ့ဆရာဝန်တွေရဲ့တွေ့ရှိချက်တွေကိုကိုးကားပြီးကျမ်းမရဲ့ရှုထောင့်ကနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။စိတ်ဖိစီးမှုဆိုတာကတော့မိမိရဲ့စိတ်အတွင်းကနေဖြစ်ပေါ်လာတဲ့အရာဖြစ်တာကြောင့်မလို့ဒီစိတ်ပိုင်းဆိုင်ရာရှုထောင့်ကနေဆောင်းရဲရှောင်းရဲအချက်တွေအများကြီးရှိသေးကြောင်းကိုလည်းသတိပြုရမှာဖြစ်ပါတယ်။အခုလိုကျမ်းမရေးနဲ့ဆိုင်တဲ့အသိပညာဘုဟုတုတရဲ့အကြောင်းကိုတင်ဆက်ပေးနေတဲ့တန်လင်းထားရဲ့တန်လင်းကျမ်းမအစီအစဉ်ကိုအပတ်စဉ်ဗုဒ္ဓဖူးနေ့ရဲ့ညနေ6:00နာရီတိုင်းမှာတင်ဆက်ပေးနေပါတယ်။ ်အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်